ဘက်ထရီလျှက်စက်စက်ကောင်းတွေအသုံးပြုပြီးခင်မီလေအေးပေးဆက်ပါတဲ့တွဲဆိုင်တွေနဲ့ယထာခရီးစဉ်တွေကိုပြေးဆွဲသွားမယ်လို့မြန်မာမီးရထားကနေသိရပါတယ်။နိုဝင်ဘာ22ရက်မှစတင်ပြီးလက်ရှိ RPE တွေနဲ့ပြေးဆွဲနေတဲ့အမှတ်28အဆန်နေပြည်တော်မန္တလေးနဲ့အမှတ်28အဆုံမန္တလေးနေပြည်တော်ယထာခရီးစဉ်တွေမှာဘက်ထရီလျှက်စက်စက်ကောင်းတွေကိုအသုံးပြုသွားမယ်လို့ဆိုပါတယ်။ နေပြည်တော်မန္တလေးအသွားအပြန်ပြေးဆွဲမဲ့လေအိပ်ရထားတွဲဆိုင်မှာရိုယိုတန်းလေအိပ်လူစီးတွဲနှစ်တွဲလေအိပ်ပိဆက်ပါအထက်တန်းလေအိပ်လူစီးတွဲနှစ်တွဲနဲ့လေအိပ်ဘရိတ်တွဲတတွဲနဲ့ခရီးသည်238ဦးလိုက်ပါစီးနေနိုင်မယ်လို့သိရပါတယ်။လက်မှတ်ခနှုန်းနာရီအဖြစ်ရိုယိုတန်းငွေကျပ်1000ကျွဲအထက်တန်းငွေကျပ်2000ဖြစ်ပြီးလက်မှတ်တွေကို မိမိတို့တွားရောက်လိုတဲ့ခရီးစဉ်တွေအတိုင်း၅ရက်ကြိုတင်ပြီးတယ်လီဖုန်းနဲ့မှာယူနိုင်တယ်လို့သိရပါတယ်။ လမ္မခကို MMQR စနစ်နဲ့ online ကနေငွေပေးချေနိုင်ပြီးတက်ဆိုင်ရဘူတာတွေမှာလည်းအထက်တန်းလက်မှတ်ကို၃ရက်ရိုးရိုးတန်းလက်မှတ်ကို၁ရက်ကြိုတင်ဝယ်ယူရရှိနိုင်မယ်လို့သိရပါတယ်။နေပြီးတော့မတလေးခိစဉ်တလျှောက်တက်ကုန်းပြောပွဲတာစီနဲ့ကြောက်စဲဘူတာလေးခုမှပဲရက်တန့်ပေးမှာဖြစ်ပြီးခိစဉ်အစားအဆုံးပြေးဆွဲချိန်၅နာရီတာကြာမြင့်မယ်လို့မြန်မာမီဒီယာထားကနေသိရှိရကြောင်းပါခင်ဗျာ။